ီတာမင် D မချို့တဲ့အောင်ကာကွယ်လို့ရတဲ့နည်းလမ်းတွေကိုသင်သိပါလားအလုံးမဲ့မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဗီတာမင် D မချို့တဲ့အောင်ကာကွယ်လို့ရမယ့်နည်းလမ်းတွေကိုကျန်းမာရေးဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်ဗီတာမင် D ကိုအတိအကဘယ်အရာရှိလဲဆိုလို့ရှိရင်တပတ်လုံးကနေပြီးတော့နေအောင်ခြေကနေရရှိနိုင်ပါတယ်အဲ့တော့နံပါတ်၁ချက် နေအောင်ကြီးနဲ့ထိတွေ့မှုခံယူပါအနည်းဆုံးတစ်နေ့ကို15မိနစ်မိနစ်30လောက်နေအောင်ကြီးထိတွေ့ဖို့လိုအပ်ပါတယ်တပတ်ပါအနည်းဆုံး2ချိန်ကနေ3ချိန်ထိထိတွေ့ပေးဖို့တွေ့လိုအပ်ပါတယ်အဲ့လိုပြောလို့နေအောင်ကြီးကမထိစရာအကြောင်းမရှိဘူးလို့မထင်ပါနဲ့တချို့သောယုံသမားတွေမနက်နေမထွက်ခင်ယုံရောက်နေပြီးတော့နေဝင်မှယုံအပ်ပြန်ရတဲ့သူတွေမှာဆိုလို့ရှိရင်နေအောင်ကြီးထွတ်ထွတ်မှုအားနည်းနိုင်ပါတယ်ဗီတာမင် D ဓာတ်ကျဆင်းနေနိုင်ပါတယ်ဒါကြောင့်ဟူလိုဝေးမျှပေးရဖြစ်ပါတယ်နံပါတ်1ချက် တာမင် D ကျော်ရတဲ့အစားအစာတွေကိုစားပေးဖို့လည်းလိုအပ်ပါတယ်ဘလိုဒီစားအစာတွေလဲဆိုလို့ရှိရင်ဒီ wildly face လို့ခေါ်တာပေါ့နော်ဟိုဆယ်မွန်ငါးတို့အဲစာတင်းငါးတို့စသဖြင့်ဒီလိုမျိုးစားပေးလို့ရပါတယ်နောက်တစ်ချက်ကတော့ဒီ no တွေ pen no တွေလိမ္မော်ရည်တွေတောက်ပေးမယ်ဆိုလို့ရှိရင်လည်းဗီတာမင် D ရရှိနိုင်ပါတယ်။နံပါတ်3ချက်ကတော့အပေါ်မှာပြပြပေးခဲ့တဲ့အချက်နှစ်ချက်ကိုလိုက်လို့ဖို့အတွက်ခက်ခဲရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗီတာမင် D supplement လို့ခေါ်တာ နော်ဗီတာမင် D ကိုပြန်ဖြည့်ရတယ်ဆေးတွေတောက်လို့ရပါတယ်ဒါကတော့နားလည်းတွက်ကြမ်းတဲ့ဆရာဝန်အနေနဲ့ပြတာပြီးတော့တောက်သွုံးမှုအတွက်လိုအပ်ပါတယ်ဘုလိုမျိုးနားလည်းသဘောပေါက်လို့ရတယ်ကျမရဲ့ဘူးသားလေးတွေကိုကျွန်တော်ရဲ့ဒေါက်တာဟက် TikTok အကောင့်လေးကနေဆက်လက်ပြီးဝေမျှပေးသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတော့သွေးတိုးသမားတွေမစားတဲ့နဲ့အစားအစာသုံးမျိုးကြောင့်ကိုဝေမျှပေးသွားမှာဖြစ်ပါတယ်သိကျင်တာတွေမေးကျင်တာတွေရှိရင် comment မှာမေးခဲ့လို့ရပါတယ် ားလုံးပဲကျန်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နေကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးပါ